မိဘကိုလုံကျွေးနေရကြောင်းခံစားရတဲ့အကျိုးကျေးဇူးကိုပြောလာတဲ့ဖြစ်ဖြစ်ထွင်မိဘညီကောင်မနမဆေးမြို့သားချင်းတွေကိုလုံကျွေးပြုစုနေရကြောင်းခံစားရတဲ့အကျိုးကျေးဇူးတစ်ခုကိုပြောပြလာသူကတော့ Facebook ဆက်လီဖြစ်ဖြစ်ထွေးပါအဲ့ဒါကတော့လူတွေဘလောက်ပဲအောက်ကိုဆဲချကြပါစေပြုတ်ကြမသွားတဲ့ဒီမရဲ့အောင်မြင်မှုပါပဲအားလုံးသိကြတဲ့အချိန် Facebook ဆက်လီဖြစ်ဖြစ်ထွေးဟာတခြား Facebook ဆက်လီတွေလိုမဟုတ်ဘဲမိဘနဲ့ညီကောင်မနမဆေးမြို့သားချင်းတွေကိုကျွေးမွေးတာဝန်ယူထားတဲ့သူမိသားစုပေါ်မှာတည်တက်လွန်သူဖြစ်နေမယ်ကြီးပါတယ် အထူးသဖြင့်တော့မထင်မှတ်ပဲအကြောင်းကားပွဲတစ်ခုမှာဝင်းကာရဲနဲ့နာမည်ကြီးလာတဲ့ Facebook ဆက်လေးဖြူဖြူတွေးဟာဝင်းငွေတွေရပြီးချမ်းသာကြွားဝလာခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းဖြူဖြူတွေးအောင်ငွေကိုတောင်းကျောင်းတာကြွားဝါတာမျိုးမရှိပဲမိဘရိနေညီကိုမှဓမ္မရိရဲ့အမိသားစုတာဝန်ကိုထမ်းဆောင်နေပြီးတော့ဓမ္မရဲ့အောင်မြင်မှုအရေးအဝါတအောက်ကိုနားခုခွင့်ပေးထားတာဖြစ်ပါတယ် ဆန်လီဒီဗျူထရေကတော့အကူရီအမတွေကိုလည်းစီးပွားရေးလုပ်ငန်းတွေကိုတည်ပေးထားပါတယ်။ဒီဗျူထရေကဒီလိုမျိုးမိသားစုဖော်ကိုတည်တက်နေမှာပြီးတော့လူတွေကြားမှာနာမည်ကြီးစံပွင့်တယ်လို့ဆိုရပါလိမ့်မယ်။အထူးသဖြင့်တော့ဒီဗျူထရေကအမှုပညာအရေးချင်းတည်တက်မရှိပေမဲ့လည်းလူချစ်လူခင်ပေါများအောင်နေတတ်တော့ရဲသတ္တရဲ့တနာခိယနာတတ်ချင်းကိုခံရတာကဒီမရဲ့မိဘနဲ့မိသားစုအပေါ်မှာထားတဲ့တည်တက်နေမှာမှုကြောင့်လို့ပြောဆိုရမှာပါ။ အဓိကအဖြစ်တော့ Facebook ဆက်လေးပြပြထွေးကဒါကြောင့်လေပြပြထွေးရဲ့ brand သက်တွေကမိသားစုတွေမှာအားကိုးရတဲ့တမိအလိမ်မာလေးအဖြစ်နဲ့ချစ်ပြီးတော့ဂယုနာတက်ကအားပေးကြပါတယ်။ဒါကြောင့်လေနေမှာလောတမြအလူတွေမင်္ဂလာပွဲတွေပွဲလန်းသဘင်တိုင်းမှာပြပြထွေးမပိုင်ရင်ပွဲမစီဘူးလို့ဆိုရလောက်အောင်လိုက်လံပြီးတော့ချော်ပြနေရတာဖြစ်ပါတယ်။ ဒါကြောင့်လည်းမနာလိုသူတွေဘလောက်ပဲထိုးနှက်ကြပါစေ။ဒီမရဲ့အောင်မြင်မှုအရှိန်ဟုန်ကရက်တက်မသွားနိုင်ဘူးလို့ဆိုနိုင်ပါရဲ့။ဒါအပြင်ဒီမကိုလူတွေကဘလောက်ပဲဝေဖန်တိုက်ခိုက်ကြပါစေ။ဒီမရဲ့ဝင်ငွေကပတ်စံတွေကဘယ်တော့မှလက်ထဲမှာမပြတ်ဖိနေဝင်လာမစဲတသေးသေးဖြစ်နေဦးမယ်လို့ဆိုပါရဲ့။အမှန်တကယ်မှလည်းအခုဆိုရင်ဖီဖီထွေးရဲ့အောင်မြင်မှုနဲ့အရှိန်ဟုန်ကရက်တက်မသွားပဲ။ ို့ပြီးတော့တောင်မှာအောင်မြင်လာတယ်လို့တောင်ဆိုနေပါသေးတယ်။ဒူတိုရောမင်းနဲ့ထိခဲ့ကြတဲ့အတိုင်းပြီးခဲ့တဲ့လပိုင်းမှာတော့တီအိုယိုရာစေပြုံးစီကြော်ညာလေးတစ်ခုကြောင်းဖီဖီထီကတနိုင်ငံလုံးကပရိသတ်တွေရဲ့ဝေဖန်မှုတွေကိုခံခဲ့ရတာဖြစ်ပါသေးတယ်။အထူးသဖြင့်တော့ဖီဖီထီဟာလူတွေချစ်ကြတဲ့အမျိုးသမီးခေါင်းဆောင်တယောက်ပုံမှာအယူအသင်မရအောင်လုပ်တယ်ဆိုတဲ့ဆွဆွဲချက်တွေနဲ့အတူတူဖီဖီထီကိုအားမပေးကြဖို့တိုက်တွန်းကြတာရှိပါသေးတယ်။ ဒီအတွက်ကြောင့် POC ကိစ္စနဲ့ပြဿနာတက်ခဲ့ပေမဲ့လည်းအခုချိန်မှာတော့ဖြည်းဖြည်းလေးတိောက်အရင်လိုမျိုးအနည်းပညာအလုပ်တွေပြန်လုပ်နိုင်နေပါပြီ။အတူတူဖြစ်တော့ပြည်ပြည်တွင်းဟာမိဘကိုလှုပ်ချွေးနေတဲ့တမိကောင်းယတနာလေးဖြစ်တာနဲ့အညီတမရဲ့အောင်မြင်မှုကိုဘယ်သူကမှအယက်တက်လို့မရတာပါ။ဘရိတ်တွေကအထူးသဘောကျတာကတော့ Facebook ဆက်လေးပြည်ပြည်တွင်းဟာ ဒီမှာကဘရိတ်သက်တွေထင်လွှဲနေကြတဲ့ကိစ္စတွေကိုတချင်လေးကိုအသုံးပြုပြီးတော့လိမ္မာပန်းနှံစွာနဲ့ဖြည့်ရှင်းပေးခဲ့တာဖြစ်ပါတယ်။ဒါကျင်ဘရိတ်သက်တွေသဘောကျစေမဲ့မြန်မာဆန်ဆန်ယူယူရှင်ရင်လေးတွေနဲ့ဘရိတ်သက်အချစ်တွေကိုပြန်လည်ပြီးတော့ရယူနိုင်ခဲ့ရပါ။အခုဆိုရင်တော့ဖြည်းဖြည်းလေးတိောက်နဲ့မလို့တဲ့အလူပွဲတွေမှာတချင်လေးလိုက်လံသီစုဖြောပြနေရပြီဖြစ်တဲ့လို့ကြောင်ညာတွေလည်းတစားတစားနဲ့ပြန်ပြီးတော့လက်ခံနေရပါပဲ။အတူတပြိနာတချို့သောသူတွေကဒီမကိုအောင်မြင်မှုကဆွဲချနေကြပေမဲ့မိဘကိုလုံကျွေးနေရတဲ့ကုသိုလ်ကံကြောင့်ဒီမရဲ့ဘဝမှာအခက်အခ ဲရီအလုံးကိုကျော်ဖြတ်နိုင်ခဲ့တယ်လို့သိရပါတယ်။ဒါကြောင့်ဖြူဖြူထိတ်ကမိဘနှစ်ပါးကိုလုံချေးရတာကမုံမြတ်တဲ့ကုတုဖြစ်တယ်လို့နိုင်ငံအကျိုးကျေးဇူးရတာကြောင့်လူရင်းနေနဲ့လည်းမိဘတွေသက်ရှိထိန်ရှားရှိနေစဉ်အတွင်တတ်နိုင်တဲ့လောက်ကြီးစုဆောင်ရှောက်ကြဖို့ဖြူဖြူထိတ်ကဒီမရဲ့အတွေ့အကြုံကိုမျှဝေလာခဲ့ပါတယ်။ ပရိသတ်တွေကလည်းဖိဖိထွေးရဲ့ယူသားမှုနဲ့တိတက်လိမ္မာမှုတွေကိုချီးကျူးနေကြတာပါအခုရှိရှိနေကြတဲ့ပရိသတ်တွေကရော Facebook ဆက်လက်ဖိဖိထွေးနဲ့ပတ်သက်ပြီးတော့မိမိတို့ရဲ့အမြင်လေးကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်အဆောင်တချီရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်